မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတိုင်းရိုင်းနားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ဒီနေ့သတင်းတွေထဲမှာတော့ကရင်ပြည်မြောက်ရီခိုင်နယ်ကစစ်ကောင်စီရဲ့ဘရင်တောင်တပ်စခန်းနဲ့မော်ခီတပ်စခန်းတို့ကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကထပ်မံသိမ်းယူလိုက်ပါတယ်။ကချင်ပြည်ဖကန့်မြို့နယ်ထဲကလုံခင်းရွာမှာတော့စစ်ကောင်စီတပ်ဖွဲ့တွေကအယက်သား9ယောက်ကိုပစ်တပ်သွားခဲ့ပါတယ်။ပသိမ်အကျဉ်းထောင်မှာတည်တံချမှတ်ခံထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတည်တံစီရင်မယ်လို့သတင်းတွေထွက်နေပါတယ်။အရှိန်အလယ်ပိုင်းဂါဇာဒေသကငြိမ်းချမ်းရေးအစီအစဉ်အကြောင်းနဲ့နေဆက်တီထွေမှုဖြစ်ခဲ့ တဲ့ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကစစ်တပ်တွေအချက်၄ချက်အပေါ်မှာသဘောတူညီမှုရခဲ့တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိနေပါတယ်။အခုတော့နိုင်ငံတွင်းကသတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးမှာပါ ဒီနေ့မေလ30ရက်နေ့မှာလဲကရင်ပြည်ကစခန်းသိန်းတည်င်းနဲ့ပဲဆက်ရမှာပါ။ထိုင်းမြန်မာနယ်စပ်တလျှောက်မှာ KNL နဲ့ပူးပေါင်းအဖွဲ့တွေကစခန်းတစ်ခုပြီးတစ်ခုသိမ်းယူနေပါတယ်။ထိုင်းမြန်မာနယ်စပ်သားမှာရှိတဲ့ဒီကရင်ပြည်မြောက်ရီခိုင်တဲကစစ်ကောင်စီရဲ့ဘီးဟင်တောင်တပ်စခန်းနဲ့မော်ခီတပ်စခန်းတို့ကို KNL နဲ့ပူးပေါင်းအဖွဲ့တွေကဒီကနေ့မနက်ပိုင်းမှာပဲသိမ်းယူလိုက်ပါတယ်။အဲ့ဒီဘီးဟင်တောင်တပ်စခန်းကစစ်ကောင်စီတပ်သားတွေကတော့ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်ကရင်အမျိုးသားဒီလူမျိုးရေးတက်မတော့ KNL နဲ့ပူပေါင်းအဖွဲ့တွေဟာဆိုလို့ရှိရင်မေလနောက်ဆုံးအပတ်ထဲမှာပဲအထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်း၅ခုကို သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါရယ်မေလ23ရက်နေ့ကတော့ဒီအာဘလက်ဒိုတပ်စခန်းနောက်ပြီးတော့မေလ28ရက်နေ့မှာတော့ကနယ်လီတပ်စခန်းမေလ29ရက်နေ့မှာဆိုရင်ရွှေအေးမြိုင်ဝါမီထတပ်စခန်းနဲ့ဒီနေ့မေလ30 90ရင်းနေမနှက်ပိုင်းမှာတော့ဘရင်တော်တက်စကန်နောက်ပြီးတော့မော်ခီတက်စကန်တို့ကိုထပ်ပြီးတော့သိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ KNU KNLA ပူပေါင်းတက်တွေကစကန်တွေတစ်ခုပြီးတစ်ခုကိုတိုက်ခိုက်သိမ့်ပိုက်နေတယ်လို့ပဲစစ်ကောင်စီဘက်ကရောဘလို့မျိုးပြန်ပြီးတော့တိုက်နေပါသလဲ။ကရင်ပြည်ကော့ဂရိတ်မြို့နယ်တဲကတေဘောဘူးကြီးရွာအုပ်စုထဲမှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းဟာလေကျောင်းကနေတိုက်ခိုက်ခံခဲ့ရပြီးတော့ကျောင်းသားလေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တေဘောဘုံမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းဟာလက်လွတ်လိုက်ရပြီးတဲ့နောက်အခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကိုလုပ်နေတာဖြစ်တယ်လို့ဒေတာတွင်သတင်းအရင်းမြစ်တွေကပြောပါတယ်။တေဘောဘုံအုပ်စုတဲကဒီအကွိလက်စုရွာစာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းကိုမနေ့ကလေကြောင်းကနေစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်ကွိလက်စုဘော်ဒါဆောင်နာကဘောလုံးကွင်းမှာအာဘုံတလုံးကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ရွာဖုန်ကြီးကျောင်းဝင်ထဲမှာလည်းတလုံးကြောက်ရောက်ပောက်ကွဲခဲ့ပါတယ်။ဒီဘုံကျဲတိုက်ခိုက် ခံရမှုတဲမှာတော့ဒီထိခိုက်တံရရတဲ့ကလေးငယ်တွေကိုထိုင်းဘက်ချမ်းကိုပို့ပြီးတော့ဆေးကုသမှုတွေပေးနေတယ်လို့ဆိုပါတယ်ကလေးလေးယောက်ထဲမှာတယောက်ကတော့စိုးရင်ရတယ်လို့ကရင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ် ကရင်ဘက်ကိုပြီးတော့ကချင်ပြည်ဘက်ကိုသွားရအောင်ပါကချင်ပြည်ဖကတ်မြို့နယ်တဲကလုံခင်းရွာမှာစစ်ကြောင်းထိုးပြီးတော့ဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဒီအရက်သား9ယောက်ကိုပြစ်တပ်သွားခဲ့ပါတယ်လုံခင်းကိုမေလ28ရက်နေ့ကစပြီးတော့ဝင်လာတဲ့စစ်ကြောင်းကအရက်သားပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်သွားတာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်အရက်သား9ယောက်သေဆုံးပြီးတော့9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်သေဆုံးသွားတဲ့သူတွေထဲမှာ ဆိုရင်အမျိုးသမီးတယောက်လည်းပါတယ်လို့ဒေတာခန်တွေကပြောပါတယ်။လမ်းကြောင်းတစ်လျှောက်ကဒီလူသားတိုင်းကအတွက်ဖန်ဆီးခံရတဲ့သူတွေကိုတော့ပြန်လွတ်ပေးလိုက်ပြီလို့ဒေတာခန်တယောက်ကပြောပါတယ်။မနေ့ကစပြီးတော့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကလုံခင်းကနေထွက်သွားပြီးတော့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့လုံခင်းကြီးပါအုပ်စုတွေကမော်စီစာရွာဖုံးကြီးကျောင်းမှာတက်ဆွဲဖို့အတွက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ဒါအပြင်အဲ့ဒီစစ်ကြောင်းကပဲတခြားစစ်ကောင်စီတပ်သားတွေကတော့အခုဆိုရင်ဖက်ကမျိုးဘက်ကိုရောက်နေပြီ ်ဖြစ်ပါတယ်ဒါကြောင့်ပြည်သူတွေအချင်းချင်းကလည်းအပြင်မထွက်ကြဖို့တတိပေးနေကြပါတယ်ဆိုင်းတောင်မှလည်းဒီဈေးဆိုင်တွေကအစအလုံးပိတ်ထားပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပတိန်အချင်းထောင်မှာတော့တည်တံချမှတ်ခံထားတဲ့နိုင်ငံရေးအချင်းသားတွေကိုတည်တံစီရင်မဲ့ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ အခုလာမဲ့ဂျွန်လာဆန်းမှာတည်တံပေးမယ်ဆိုပြီးတော့တည်င်းတွေထွက်နေတယ်လို့ပသိမ်ထောင်တဲ့နိဆက်သူတွေကပြောပါတယ်ဒီပသိမ်အချင်းထောင်မှာတိမ်မိတ်ချမှတ်ခံထားတဲ့ဗိုလ်ကလေးမျိုးနယ်နဲ့ဖြာပုံမျိုးနယ်တွေကဒီနိုင်ငံရေးအကျဉ်းသား16ယောက်ကိုတည်တံပေးမယ်ဆိုတဲ့တည်င်းတွေထွက်နေတာလို့ထောင်အာဏာပိုင်တွေနဲ့နိဆက်တဲ့သူတွေကပြောပါတယ်ဒီတည်င်းတွေကြောင့်ဒီပသိမ်အချင်းထောင်ထဲမှာတော့မေလ25ရက်နေ့တုန်းကထောင်စုပူမှုတစ်ခုဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်စစ်တပ်က အာနာတင်ပြီးတဲ့နောက်ပိုင်းမှာဒီအင်းစိန်ချောင်းမှာရှိတဲ့အချင်းချခံနေရတဲ့ကိုဂျင်မီနဲ့ဒီကိုဖြိုးစီရတော့အပါဝင်တေရန်ချမှတ်ခံထားတဲ့သူ၄ယောက်ကိုကြိုးပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တာကြောင့်ပသိမ်ကျင်းထောင်ကနိုင်ငံရဲ့အကျဉ်းသားမိသားစုဝင်တွေကစိုးရိမ်နေကြပါတယ် ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြမှာပါနိုင်ငံတကာသတင်းတွေကိုတော့ဂါဇာသတင်းနဲ့ပဲဆက်ရအောင်ပါအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အစ္စရေးဘက်ကလက်မှတ်ရေးထိုးလိုက်ပေမဲ့ပါလက်စတိုင်းဟားမတ်ကတော့သဘောမတူသေးပါဘူးအမေရိကန်အထူးကိုယ်စားလှယ်ယူဆောင်သွားတဲ့ဒီဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုအစ္စရေးဘက်ကလက်မှတ်ရေးထိုးပြီးပြီလို့အင်ဖြူရော်ကမနေ့ကပြောလိုက်တာဖြစ်ပါတယ် ဒါပေမဲ့အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကသူတို့ရဲ့တောင်းဆိုချက်တွေမပြည့်မီဘူးဆိုပြီးတော့ဟာမတ်အဖွဲ့ကပယ်ချလိုက်တာဖြစ်ပါတယ်။လက်မှတ်မထိုးပေမဲ့လည်းဒီအမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုဆက်လေ့လာနေတယ်လို့ဟာမတ်ကပြောပါတယ်။ အမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုအပြုချက်ထဲမှာတော့ရက်ပေါင်း60အပြည့်ရထားမှာဖြစ်ပါတယ်။အပြည့်ရပထမအပတ်ထဲမှာတော့ Israel ဒဇာကန်28ယောက်ကို အသက်ရှင်လျက်ဖြစ်စေဒါမှမဟုတ်ရင်လည်းရုပ်အလောင်းတွေ ဖြစ်စေပြန်ပေးရမှာဖြစ်ပါတယ်။ Israel ဘက်ကလည်းဒီ Palestine အကျဉ်းသား1236ယောက်နဲ့သေဆုံးပြီး Palestine အယောက်180ရဲ့ရုပ်အလောင်းတွေကို ပြန်ပေးရမယ်လို့ပါဝင်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်းဘယ်နှနိုင်ငံရှိပါသလဲဆိုတော့10နိုင်ငံလို့ဖြေမယ်ဆိုရင်အဲ့ဒီအဖြေကလာမယ့်အောက်တိုဘာလနောက်ပိုင်းကစပြီးတော့ပြင်ရတော့မှာဖြစ်ပါတယ်အာဆီယံခေါင်းဆောင်တွေကတီမိုလက်စတင်နိုင်ငံကိုအာဆီယံရဲ့7ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်အာဆီယံခေါင်းဆောင်တွေဟာလာမယ့်အောက်တိုဘာလမှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံထဲမှာဒီတီမိုလက်စတင်နိုင်ငံကို7ခုမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက် က်ပြီလို့ထိုင်းတန်တမန်ကိုကူကားပြီးတော့ဘန်ကားပို့သတင်းစာက ရေးသားပါတယ်။ပေါ်တူဂီကိုလိုနီဟောင်းဖြစ်တဲ့တီမောနိုင်ငံဟာဒေသတွင်းမှာတက်တန်းအမှုဆုံးနိုင်ငံဖြစ်ပြီးတော့2002ခုနှစ်မှာအင်ဒိုနီးရှားလက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း2011ခုနှစ်မှာတော့အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက်လျှောက်ထားခဲ့ပါတယ်။2022ခုနှစ်ကမ္ဘောဒီးယားနိုင်ငံကအာဆီယံဥက္ကဋ္ဌလုပ်နေတဲ့အချိန်မှာဒီတီမောလစ်တီနိုင်ငံကို အဖွဲ့ဝင်အဖြစ်မူအရလက်ခံဖို့ဆုံးဖြတ်ပြီးတော့လေးလာသူအဆင့်အနေနဲ့ပါဝင်ဖို့သဘောတူခဲ့ကြပါတယ်။အဲဒီကစလို့အာဆီယံမျက်နှာစုံညီအစည်းအဝေးအပါအဝင်အစည်းအဝေးတွေမှာဒီမောကလေးလာသူအဖြစ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။နေဆက် ိတွေ့မှုတွေဖြစ်ခဲ့တဲ့ဒီကမောရီးယားနဲ့ထိုင်းနိုင်ငံကစစ်တပ်တွေအချက်၄ချက်အပေါ်မှာသဘောတူညီမှုရရှိခဲ့ကြပါတယ်။မနေ့ကထိုင်းကမောရီးယားနယ်စပ်မှာစစ်တပ်ခေါင်းဆောင်ပိုင်းတွေက45မိနစ်အကြာတွေ့ဆုံပြီးသဘောတူညီချက်ရခဲ့တာပဲဖြစ်ပါတယ်။ သဘောတူညီချက်တွေထဲမှာတော့နေဆက်ပြဿနာကိုနေကြာကော်မတီတွေနဲ့နေဆက်သဘောတူညီချက်ကော်မတီတွေကနေတဆင့်ဆက်ပြီးတော့ဖြေရှင်းဖို့လက်ရှိအနေအထားအတိုင်းတပ်ဖွဲ့တွေဆက်လက်တည်ရှိပြီးတော့ပြဿနာကို မကြခင်လုံးမဲ့နေကြာပူးတွဲကော်မတီအစည်းအဝေးမှာဆက်ပြီးတော့ဆွေးနွေးမယ်လို့ဆိုပါတယ် နောက်ပြီးကမ္ဘောဒီးယားတပ်တွေဟာ2000ခုနဲ့စာကျွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့အတိုင်းအခုလက်ရှိနေရာမှာပဲဆက်ပြီးရှိနေမယ်ဆိုတာနဲ့နှစ်နိုင်ငံအချုပ်အခြာပိုင်ဆိုင်မှုနဲ့ဂုဏ်သိက္ခာကိုလေးစားပြီးတော့ရန်လိုတိုက်ခိုက်မှုတွေကိုရှောင်ရှားသွားမယ်ဆိုတာတွေပါဝင်ပါတယ်။မေလ28ရက်နေ့အစောပိုင်းကတော့ဒီကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့ရွာက ကမ္ဘောဒီးယားစစ်တပ်စခန်းကို ထိုင်းဘက်ကပစ်ခတ်ခဲ့ပြီးတော့နှစ်ဖက်ကြားမှာအပြန်အလှန်10မိနစ်လောက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြပါတယ်။အဲ့ဒီ စ်ခတ်မှုတွေမှာတော့ကမ္ဘောဒီးယားစစ်သားတယောက်တေဆုံးခဲ့ပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုဖြစ်နေတာဟာဆယ်စုနှစ်များစွာရှိပြီဖြစ်ပါတယ် ီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရက်လမ်းမှာဖြစ်ပါတဲ့တိုင်းသာဒေသတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မြင်းရက်တွေအပြင်ကဘာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်